တနင်္လာသာသမီများအတွက်2025ခုနှစ်မတ်လ18ရက်မှ23ရက်အတွင်းတပတ်စာဘေဒင်ဟော့စတန်ဖြစ်ပါတယ်အဲ့တော့မိမိရဲ့အကြံစီများပြည့်မြောက်အောင်မြင်စေဖို့အတွက်ကိုယ့်ရဲ့ဘဝတစ်စိချိုးပြောင်းလဲမြင့်တက်စေမယ့်စီးပွားတက်စေမယ့်အခြေအနေကောင်းအခွင့်အလမ်းကောင်းအဆက်အသွယ်ကောင်းနှစ်ခုပေါ်လာပါလိမ့်မယ်နှစ်ခုစလုံးကောင်းပါလေကြိုက်တဲ့နေလန်းကိုရွေးပြီးတော့ဆောင်ရွက်နိုင်ပါတယ်စီးပွားရေးအလောက်ကိုင်းနဲ့ပတ်သက်လို့ ထင်ငေါကြံ့ကြံ့မှုတွေရောပြွန်နေပါတယ်သူများကိုအနစ်နာခံပြီးတော့အကူအညီပေးရတာတွေကမြင်ရနေတတ်ပါတယ်သူများရောက်တော့လည်းပဲခံရတတ်ပါတယ်စီးပွားရေးအလုပ်ကိုင်းနဲ့ပတ်သက်လို့သတိထားတင်ပါတယ်အဲ့တော့လောလောဆယ်တော့သိပ်ပြီးတော့မကောင်းသေးဘူးအချိန်ကြာလာတာနဲ့မျှနောက်ပိုင်းမှာကောင်းလာပါလိမ့်မယ်အချိန်နဲ့ပတ်သက်လို့ကတော့တဲ့ပြည့်မလို့ဖြစ်နေတဲ့သူများပြန်ပြီးတော့အဆင်ပြေဖို့ရှိနေပါတယ်အဆင်ပြေပြီးသားသူများကတော့ အချစ်ရဲ့ပျော်ရွှင်မှုတွေကြည်ရင်းမှုတွေတာယာမှုတွေညှဝေခံစားရမယ့်အချိန်ကာလပဲဖြစ်ပါတယ်အဲ့တော့ချစ်သူမရှိသေးတဲ့သူများကတော့ချစ်သူအတိတ်ရဖို့ရှိနေပါတယ်အဲ့တော့အခြေအနေနဲ့ပတ်သက်လို့ကံအင်ပဒန်ကောင်းတဲ့မမိတ်ပဲဖြစ်ပါတယ်အိမ်တော်ရဲ့စကားပြောအငင်းခုန်တွေရှိနေပါတယ်ဘာမဟုတ်တဲ့အသေးပွဲကိစ္စကိုအကြောင်းပြုပြီးတော့စကားပြောအငင်းခုန်တွေဖြစ်ရတတ်ပါတယ် ငွေကြေးနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်တဲ့ရည်မှန်းချက်များညွှန်းနှင်းချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။ရစရာရှိတဲ့ငွေများလည်းရဖို့ရှိနေပါတယ်။ပေးစရာရှိတဲ့ငွေများလည်းပေးနိုင်ပါလိမ့်မယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရည်မှန်းချက်များအကြံစီများညွှန်းနှင်းချက်များပြည့်မြောက်အောင်မြင်မဲ့နိမိတ်ပဲဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်လို့တော့ကံအလဲလက်မှာပဲရှိပါတယ်။မိမိရည်မှန်းထားသလောက်ပဲအောင်မြင်ပါလိမ့်မယ်။နည်းနည်းလေးပို့ပြီးတော့ကြိုးစားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်။ ကျမရေးချစ်တော့ခါအစာဟောင်းအိမ်ဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်ဖြစ်မယ်လို့မဆိုလိုပါဘူးအကျိုးပေးကံကောင်းစေတဲ့အကြောင်းတွေရတော့အပြာရောင်အဖြူရောင်အဝါရောင်တွေကံကောင်းစေတဲ့အကြောင်းတွေဖြစ်တဲ့အတွက်များများအသုံးပြုနိုင်ပါတယ်အကျိုးပေးတဲ့ဒီကဏ္ဍကတော့၃လုံး၂လုံး9လုံးများများပါတဲ့လက်မှတ်ကိုရွေးပြီးတော့ရှာပြီးတော့ထိုးစီလိုပါတယ်အဲ့တော့ဒီတစ်ပတ်မှာကံကောင်းခြင်းမဲ့ကြေရာကတော့ဘယ်နေ့မစို့မနေ့၈နိုင်တိတိမှာအုံနုခေါ်ဆွဲ၃ပကံ အိမ်ဖျားမှာလှုပ်ပြီးတော့ဆူတောင်းခြင်းအပြင်ကံအញ្ញံခိုက်တွေကြေပြောက်ပြီးတော့တန်နေကောင်းစီပါလိမ့်မယ်။အဲကျွန်တော်ရဲ့ဘေဒင်ဟော့စတယ်နေရရလက်ဆောင်နေနောက်ဘေဒင်နဲ့ပတ်သက်တဲ့ဘူသူရာတွေမပြတ်ကြည့်လို့ရအောင်ဒီအပေါ်နားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပေးထားဖို့ဖြစ်ပါတယ်။အဲတော့တနင်္လာသားသမီးတွေအားလုံးအောင်စေပိုင်စေနိုင်စေခိုင်စေပါ။ တင်းလာနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါတင်းလာနေမွေးဖွားသောမိတ်ဆွေအတွက်16ရက်3လ2025တင်းငွေနေရနေပြီးတော့22ရက်3လ2025စနေနေ့ဒီတပတ်အတွင်းမှာတင်းလာသားများရရှိတဲ့နမိတ်ကလေးကတော့အလှူကိစ္စတွေနောက်ပြီးတော့ပျော်ပွဲရှင်ပွဲကိစ္စတွေစသဖြင့်အမှုပညာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စတွေတိုင်ပင်ပြောဆိုရတတ်တယ်တကယ်လဲလို့ရတတ်တာပေါ့တပတ်အတွင်းမှာအဲ့တော့ကောင်းသောပြုလုပ်ခြင်းဖြစ်တယ် ်ဒီအကပ်ပြားရဲ့နမိတ်ကတော့ပျော်ရွှင်မှုတွေအေးချမ်းမှုတွေနောက်ပြီးတော့ငြိမ်းချမ်းမှုတွေဆိုတဲ့နမိတ်လေးကိုတွေ့ရပါတယ်။ကျမ်းမာရေးကောင်းမယ်အလုံးနဲ့ပတ်သက်တဲ့အရာတွေမှာကောင်းမယ်ပုံစံကောင်းတဲ့အရာတွေကိုတွေးတောကြံစားပြီးတော့တပတ်တွင်ဖျက်ရပါလိမ့်မယ်။အခြေအေးကိစ္စအိမ်တော်ကြီးကိစ္စတွေလည်းအထူးပြောစရာမလိုပါဘူး။ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်သုံးတလုံးနဲ့ကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပတ်ဖြစ်ထီထိုးပါ။ကံကောင်းစီတဲ့အကြောင်းကအဖြစ်အောင်ဖြစ်ပါတယ်။ ်တင်းလာနေမှုပေါ်သောမိစေများအနေနဲ့တပတ်တွင်မှာဘာပဲလှုပ်လှုပ်အစဉ်ပြေချုံးမွေးဖို့ဆိုရင်မိမိတကယ်လေးစားတန်ဖိုးထားတဲ့ဒါရင်းနှီးတဲ့တကယ်ချစ်ခင်တဲ့သူကိုဒီကာလမှာအေးချမ်းတဲ့အရာတစ်ခုရွှေအေးတော်၎င်းရေခဲမှုတော်၎င်းเนาะကျွန်တော်တို့ပေးကမ်းခြင်းဖြင့်လက်ဆောင်ပေးခြင်းအပြင်တပတ်တွင်တလနေမှုပေါ်သောမိစေများအားလုံးအေးချမ်းကူဖြစ်ခြင်းတဲ့ဆန္ဒတွေဖြစ်ပါလိမ့်မယ် တင်းလန်နေမွေးဖွားသောမိစေများအနေနဲ့ကျွန်တော်နဲ့ဓာတ်ရိုက်တော့ပေရင်မင်းမြန်းကျင်နေဆိုရင်တော့၄၃လုံး၅လုံး၈၃ညနှစ်မှာဘိုက်ပါလဲဖွင့်ထားပါတယ်။နောက်ပြီးတော့ညံဘူးဇော်ကကိုဟလာကေဘေးဝေးလဲဖွင့်ထားပါတယ်။တထောင်တူဦးတယောက်တထောင်ခွဲသတ်မှတ်ထားပါတယ်။အားလို့ရှိရင်တော့ကျွန်တော်ပြန်ပြီးတော့ဖြေပေးပါမယ်။လူကြီးအမြဲတမ်းကတ်တတ်ထားတာဖြစ်တဲ့ကြောင့်မလို့အမြဲတမ်းတော့အားမယ်လို့မထင်ပါဘူးအဲ့တော့အားတဲ့ချိန်လေးကျွန်တော်ဟောပြပါမယ်အဲ့တော့ တင်းလာနေမူပါသောမိတ်ဆွေများအားလုံးတပတ်တွင်အေးချမ်းစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။